Public Mobile ဟာမိုဘိုင်းဖုန်းဂိမ်းလောကကိုလှုပ်ခါသွားစေခဲ့တဲ့ Battle Boy ရဲ့အမျိုးအစားဂိမ်းဖြစ်ပြီးဒီဂိမ်းရဲ့အောင်မြင်မှုသမိုင်းဟာဒီဂိမ်းကနေစတင်ပါတယ်။ Pub Battlegrounds E-version အစ2008ဂိမ်းကို Brandon Player Unknown Green က Battle Boy လို့ခေါ်တဲ့ဂျပန်ရုပ်ရှင်2000ခုနှစ်ကိုအခြေခံပြီးဖန်တီးခဲ့တာဖြစ်ပါတယ်။ စတင်ခြင်း2019ခုနှစ်မတ်လ23ရက်နေ့မှာ PlayerUnknown's Battlegrounds အမည်နဲ့ဖြစ်သက် Early Access အနေနဲ့စတင်ဖြန့်ချိခဲ့ပြီးဒီဇင်ဘာလ20ရက်နေ့မှာ Full Version ထွက်ရှိခဲ့ပါတယ်။ဂိမ်းပုံစံကစားသမားတရားဦးဝတီကျွန်းတကျွန်းပေါ်လေးချီးနဲ့ဆင်းသက်ပြီးလက်နက်တွေပစ္စည်းတွေကိုလိုက်လံရှာဖွေကာနောက်ဆုံးအသက်ရှင်ကျန်ရစ်သူဖြစ်အောင်တိုက်ခိုက်ရတဲ့ပုံစံဖြစ်ပါတယ်။ Happy Mobile ငွေဖွာခြင်း2018 မိုဘိုင်းအသွင်ပြောင်းခြင်းဖြတ်ပါရှင်းဟာအကြီးအကျယ်အောင်မြင်ခဲ့တဲ့အတွက်တရုတ်ကုမ္ပဏီ Tencent Games ဟာဂိမ်းကိုမိုဘိုင်းဖုန်းတွေမှာကစားနိုင်ဖို့ Hub Studios နဲ့ပူးပေါင်းပြီးဖန်တီးခဲ့ပါတယ်။စတင်ဖြန့်ချိခြင်း2018ခုနှစ်မတ်လ16ရက်နေ့မှာ Android နဲ့ iOS နှစ်တွေအတွက်ကဘာနဲ့စတင်ဖြန့်ချိခဲ့ပါတယ်။နောက်ချက်တရုတ်ပြည်မှာတော့အဲ့ဒီမတိုင်ခင်ဖေဖော်ဝါရီလ6ရက်နေ့မှာဖပုတ် accelerating battlefield အနေနဲ့ထွက်ရှိခဲ့ပြီးသားဖြစ်ပါတယ်။အောင်မြင်မှုဟာဂီမိုဘီယိုဟာဖြန့်ချီပြီးမကြမီမှာပဲကစားသူတန်ပေါင်းများစွာကိုရရှိခဲ့ပြီးကမ္ဘာအောင်မြင်ဆုံးမိုဘိုင်းဂိမ်းတွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်။မိုဘိုင်းဖုန်းတွေပေါ်မှာ Battle Royale ပုံစံကို တကယ်လက်တွေ့ကြကြံခံစားခွင့်ပေးနိုင်ခဲ့တာကအဓိကအောင်မြင်မှုတစ်ဝက်ချက်ဖြစ်ပါတယ်။